ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖုန်းကာမာဂီမုန်တိုင်းကြောင့်သေဆုံးသူ200ကျော်အထိမြင့်တက်လာခဲ့ပြီးနောက်ထပ်မုန်တိုင်းသည့်အတွက်လည်းပြင်ဆင်နေကြရာ မင်္ဂလာပါပရိသတ်ကြီးရှင်ဖိလပိုင်နိုင်ငံမှာမကြသေးမီကဖျက်တမ်းသွားတဲ့တိုင်ဖုန်းကာမာကီမုန်တိုင်းရဲ့အကျိုးဆက်အဖြစ်သေဆုံးသူဦးရေဟာ200ကျော်အထိမြင့်တက်လာခဲ့ပြီးပျောက်ဆုံးနေသူ109ဦးခန့်ရှိနေသေးကြောင်းအစိုးရရဲ့နောက်ဆုံးကိန်းဂဏန်းများအရသိရှိရပါတယ်အဆိုပါမုံတိုင်းကြောင့်ကြီးမားသောရေကြီးမှုများနဲ့ဖြည့်ဆည်းမှုများဖြစ်ပေါ်ခဲ့ပြီး၎င်းဟာယခုနှစ်အတွင်းဖိလပိုင်မှာအဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်ဖြစ်ခဲ့တယ်လို့လဲဆိုပါတယ်။ လူအများဆုံးတည်ဆုံခဲ့ရတဲ့ဒေသမှာအလဲပိုင်းဒေသရှိစီဘူးခရိုင်ဖြစ်ပြီးတည်ဆုံသူအများစုမှာရေးနှစ်ချင်းကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်။မုံတိုင်းဟာအင်္ဂါနေ့ကစတင်ဝင်ရောက်ခဲ့ပြီးပြင်းထန်သောမိုးသည်ထန်စွာရွာသွန်းမှုနဲ့ရေကြီးမှုများဖြစ်ပေါ်စေခဲ့ရာနေအိမ်များလမ်းများပျက်စီးခဲ့ပြီးလူပေါင်း9600ကျော်ရွှေ့ပြောင်းခဲ့ရကောင်း4500ခန့်မှာရေးပေါ်ခိုးလုံရစခန်းများသို့သွားရောက်ခိုးလုံခဲ့ကြရတာပဲဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့ဂျူနီယာကနိုင်ငံတော်အရေးပေါ်ခြေနေကြီးညာခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းများနဲ့အကူအညီများပေးအပ်ရေးကိုအချိန်မြင့်ရန်ညွှန်ကြားခဲ့တယ်လို့လည်းသိရပါဗျ။စီဘူးခရိုင်မှာမုံတိုင်းတန်ကြောင့်ပျက်စီးဆုံးရှုံးမှုများဟာအကြီးမားဆုံးဖြစ်ခဲ့ပြီးအရေးပေါ်ကယ်ဆယ်ရေးနဲ့ရှာဖွေရေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါဗျ။ ဤရတော်တွင်ဖိလပိုင်ဟာနောက်ထပ်လာလာရှိသောအားကောင်းသည့်မုန်တိုင်းတစ်ခုဖြစ်တဲ့ဖန်ဝါမုန်တိုင်းကိုလည်းရင်ဆိုင်ရန်ပြင်ဆင်နေရတယ်လို့သိရပါတယ်။၎င်းမုန်တိုင်းဟာစူပါတိုင်ဖုန်းအဆင့်အထိအားကောင်းလာနိုင်ပြီးနိုဝင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့မှာမြောက်ပိုင်းလူဆောင်ဒေသသို့ဝင်ရောက်လာနိုင်ကြောင်းခန့်မှန်းထားတာကြောင့်လူရည်ထူထပ်သောမြို့တော်မနီလာအနီးတစ်ဝိုက်အထိပါတက်ရောက်နိုင်တယ်လို့မိုးလေဝသပညာရှင်များကတတိပေးထားပါတယ်။